မင်္ဂလာပါတိုက်ခမှုပါဗျာမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းနာများကွန်ရက် PPMN ရဲ့ဥဆောင်ကော်မတီဝင်တူဦးဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ PP ရဲဘော်ရဲဘက်တွေနဲ့တူတူအချင်းဆောင်ထဲမှာရှိတဲ့နိုင်ငံရေးကျင်းနာချင်းတူတွေအရေးကိုတော့တက်ဆွမ်းနေများကျွန်တော်တို့စူးစမ်းဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီအာနာဒိမိကရေကတော့စစ်ကောင်စီကပြည်သူလူထုတွေကိုအဲအကြောင်းပြချက် များစွာနဲ့ဖန်ဆီးပြီးမှအချင်းချခဲ့တဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မို့လို့အချင်းထောင်တွေမှာတတ်မဲ့လူဦးရေထက်များပြားတဲ့လူတွေကိုအခန်းချင်းတွေထဲမှာဒါတို့ဖန်ဆီးချုံအောင်ခဲ့တဲ့အခြေအနေတွေဖြစ်တယ်။ဒါဟာကျွန်တော်တို့ငလျင်မလုတ်ခင်ကတည်းကအချင်းသားချင်းလူတွေဟာအခန်းချင်းထဲမှာလူရေထွေးရဆိုတာနေတဲ့အတွက်ကိုယ်ဝယ်ရနာပေါက်တဲ့ဒီယောဂါတွေဟာမဲလေးစေဖြစ်လေရှိပါတယ်။အဲ့တော့ဒီမက်စလာ28ရက်နေ့ကငလျင်လုတ်ခတ်တဲ့အချိန်မှာတော့မန်လေးအိုးဘိုချင်းတော်ကလည်းမန်လေးတိုင်းထဲမှာရှိတဲ့အခြားနေရာများနီးတူငလျင်တန်ကိုပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့နေရာတခုဖြစ်ပါတယ်။ အဲ့တော့တမက်လူကြီးတွေပုံမူထားထားတာတကြောင်အဆောက်အဦတွေကလည်းဟောင်းနှွမ်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ငလင်တန်ကိုကောင်းစွာမခံနိုင်တဲ့ခါမှာတော့ငလင်ပြိုကျတဲ့အတွက်အဲ့ဒီ28ရက်နေ့မှာနေမဲ့အ ਨੇ ဆုံးကျွန်တော်တို့ဒီတရှိခဲ့တဲ့ဆင်းတွေကအ ਨੇ ဆုံး12ဦးလောက်ငလင်တန်ကြောင့်မို့လို့တည်ဆုံးခဲ့ရတာရှိပါတယ်အဲ့ဒီရရှိရဲ့ကိစ္စရဲ့ပုံမှာမူတည်ပြီးမှကျွန်တော်တို့တွေဒါမှန်ကန်မှုရှိမရှိနဲ့အတီးပြုစုံစမ်းတဲ့ခါမှာတော့လက်ရှိထိတော့အ ਨੇ ဆုံးကျွန်တော်နိုင်ငံရေးကြီးကြီးတို့6ဦးပါဝင်အာကျွန်တော်တို့ ခုနှစ်ဦးလောက်ထိကိုတော့ကျွန်တော်တို့အတည်ပြုထားနိုင်ပြီဖြစ်ပါတယ်ခင်ဗျာအဲတို့တော့လည်းပဲကျွန်တော်တို့ဒီအချင်းဆောင်တွင်းကငလင်နံချောင်းတည်ဆုံတဲ့အခြေအနေတွေကိုတော့စစ်ကောင်စီအနေနဲ့ရောအကျဉ်းစီးဌာနအနေနဲ့ရောလက်ရှိထိတော့တိကျမှန်ကန်တဲ့သတင်းထုတ်ပြန်မှုပြောဆိုတာမျိုးတော့ကျွန်တော်တို့မတွေ့ရသေးပါဘူးခင်ဗျာကျွန်တော်တို့လူသားတိုင်းမှာကျွန်တော်တို့လူခွင့်ရေးအဖြစ်ကိုပြောရမယ်ဆိုရင်လူသားတိုင်းမှာကျွန်တော်တို့သတင်းတိပိုင်ခွင့်နေရှိပါတယ် အထူးသဖြင့်တော့မိသားစုဝင်တွေဟာအချင်းထောင်ထဲမှာရှိတဲ့မိမိတို့ရဲ့တာသမီတွေနေကောင်းကျန်းမာမှုရှိမရှိအဆင်ပြေမှုရှိမရှိဆိုတာအမြဲတစေပူပန်နေကြတာဖြစ်တဲ့အတွက်ဒါငလျင်လောက်ခတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့အဲအပြင်မှာရှိတဲ့မိသားစုဝင်တွေနဲ့ကျွန်တော်တို့ရဲ့ဆက်တွေပြတ်သွားတယ်လို့အနိုင်ငယ်ချင်းသားပါဝင်အချင်းသားတွေနဲ့မိသားစုဝင်တွေကလည်းဆက်တွေပြတ်ခဲ့ပါတယ်အဲ့တော့စိုးရိမ်ပူပန်မှုတွေဟာကျွန်တော်ရဲ့မျက်စိရှိမှနေမယ်တိုက်တာအဆောက်အုံတွေကောင်းမွန်ပါလေဆိုတော့ခိုင်ခံ့ပါလေဆိုတော့တိုက်တာအဆောက်အုံတွေပြိုကျတဲ့အဟာကိုမြင်ထားရတဲ့ ကျွန်တော်တို့တွေပြီးတော့မိသားစုဝင်တွေဟာအချင်းထောင်တွေကဟောင်းတွိုင်းနဲ့ဆောက်အုံနေကြတဲ့မှာအသက်ရှင်နေနေကြရတဲ့ကျွန်တော်တို့အချင်းသားချင်းစုတွေအားလုံးရဲ့မိသားစုဝင်တွေကတော့စိတ်ပူပါတယ်အဲ့တော့အဲ့ဒီ28ရက်နေ့မှာဒါတွေ့ခွင့်ရဖို့調査ကြတဲ့မိသားစုဝင်တွေကိုလည်းငလင်းကိုအကြောင်းပြုပြီးမှအဆောက်အုံတွေမခံခံတဲ့အတွက်ဆိုမှတွေ့ခွင့်မပေးရမျိုးတွေရှိခဲ့တယ်အချင်းထောင်ထဲမှာဒီမဲ့ဆောင်းတစ်ဆောင်နဲ့တစ်ဆောင် site တွေတစ်ခုနဲ့တစ်ခုကြားမှာရှိတယ်အချင်းသားချင်းချင်းဟာလည်းတခြားအဆောက်မှာဘာဖြစ်နေလဲဆိုတာကို တိခွင့်မရတဲ့အခြေအနေမျိုးတည်င်းတွေကိုအမောင်ချပိတ်ပင်ခဲ့ပါတယ်အထူးသဖြင့်တော့အဲစစ်ကောင်စီရောအချင်းဦးစီးဌာနရောဟာအချင်းထောင်ထဲမှာဖြစ်ပေါ်ခဲ့တဲ့တိုက်စုံမှုအခြေအနေတွေဖြစ်ပေါ်ခဲ့တဲ့မာရင်မှုတွေအချင်းသားတွေကမတည်တည်မဲနဲ့တိုက်စုံခဲ့ရတယ်ဆိုတဲ့အခြေအနေတွေကိုပြင်ပပြည်သူလူထုတွေရောနိုင်ငံတကာအနေနဲ့ရောအာယုံဆိုင်ပြီးမှအချင်းထောင်တွေဘက်ကိုပို့ပြီးမှဒါစောင့်ကြည့်လာမအောင်စိုးရိမ်တဲ့အတွက်ဒီတည်င်းတွေကိုထိန်ချန်ထားတယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်ဗျ။ဒါပေမဲ့တည်င်းတွေထိန်ချန်ထားမှုဟာကျွန်တော်တို့တွေကိုပို့ပြီးမှတောင်မှအချင်းဟောင်းကိုအာယုံစိုက်စေခဲ့တယ်လို့ ပြည်သူလူထုတွေရဲ့စိုးရိမ်မှုတွေကလည်းဒါတော်တော်လေးကိုမှမြင့်တက်ခဲ့ပြီးမှအချင်းဆောင်တွေကိုပြည်သူလူထုတွေပို့ပြီးမှအာဝန်ဆိုင်ခဲ့တယ်ပေါ့နော်ဒါဟာစစ်ကောင်စီအနေနဲ့သူတို့ဘလောက်ပဲဖုံးကွယ်ထားပါစေကျွန်တော်တို့လိုမျိုးဒါအချင်းဆောင်တွေကရှိတဲ့အချင်းသားချင်းတို့အရေးကိုဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကတော့မဖြစ်ဖြစ်အောင်ねရတဲ့နည်းနဲ့ကျွန်တော်တို့အတိအကျမှန်ကန်တဲ့သတင်းတွေကိုဖော်ထုတ်ပြီးမှကျွန်တော်တို့အမြဲတစေထုတ်ပြန်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ပြောချင်ပါတယ်ဗျာ အဲ့တော့ငလင်မလုတ်ခင်အချိန်နေမှာခဲကကျွန်တော်တို့အိရာတွေကကျွန်တော်တပေတပေခွဲပတ်ချလဲမှာပဲရှိပါတယ်အဲ့တော့ပြောမှဆိုရင်ကအဲရှင်လင်းနဲ့တည်နေကြတဲ့လူတွေလိုပဲတည်တော့လူတယောက်ဟာအဲတည်ဆုံးသွားတဲ့အခါမှာကျွန်တော်အလောင်းတလောင်းတတ်မှတ်ထားတဲ့အကွာအဝေးလေးတစ်ခုရှိပါတယ်တပေတပေခွဲနဲ့၆ပေပတ်ချလဲလောက်အခြေလေးပဲရတယ်ပေါ့ဒါဟာတည်ဆုံးသွားတဲ့လူတွေကိုမြုပ်ဖို့အတွက်ကျွန်တော်တို့တွေတည်ဆောင်ဖို့အတွက်ဆိုရင် ဲ့ဒီရဲ့အကွာဝေးလေးတစ်ခုတပေတပေခွဲအကွာဝေးဟာကျွန်တော်တို့တေရောဒူတွေကိုမြုပ်နှံမှုအတွက်အကောင့်တလားတိဆောက်တဲ့နေရာမှာတုံးတဲ့အကျယ်ဝင်းဖြစ်ပါတယ်။အဲ့လိုပဲကျွန်တော်တို့ငလင်မလုတ်ခင်တဲ့ဟာနိုင်ငံချင်းနာချင်းလူပါဝင်ချင်းနာချင်းလူတွေဟာအခန်းချင်းထဲမှာပဲလူကြီးတွေဟာစัญญက်စွာနေခဲ့ရတဲ့အခြေအနေဖြစ်တယ်။ချင်းကျက်တဲ့အခြေအနေမျိုးနဲ့တော့ပုံပြီးမှကြုံနေရတဲ့အခြေအနေဖြစ်တယ်။အဲ့တော့အေးရတဲ့နေရာဟာငုံမူလာကအခန်းချင်းတစ်ခုမှာလူ160လောက်ထားတာနဲ့အခုဆိုရင်အဆောင်နေရာဂျုံရင်းပြက်စီးနေတဲ့အတွက်အခန်းတစ်ခန်းထဲမှာပဲ တရား60ထဲပိုလွန်တဲ့လူတွေကိုစက်ညက်စွာနဲ့အခုဆိုရင်နေနေကြရတယ်တယောက်6တယောက်ထိပြီးမှတယောက်ကောင်းတယောက်ထိပြီးမှကျွန်တော်တို့ပူကက်စွာနဲ့နေနေရတဲ့အခြေအနေဖြစ်ပါတယ်ပိုဆိုးတာကຫນွေရည်ဖြစ်နေရရဲ့အခုမိုးရည်ကိုပြောင်းလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ငလျင်တန်ပြေနောက်ဆက်တွဲပွေးဝဲရာနာနဲ့ဝမ်ပြက်ဝမ်ရှော့လို့အခြေအနေမျိုးတွေပြီးတော့အဝိစားတွေကလည်းအကန့်တနဲ့ဝေးရတဲ့အခါမျိုးမှာကျွန်တော်တို့အဝိစားရှားပါမှုတွေကြောင့်မလို့ပွေးဝဲရာနာဖြစ်တာတွေရေပြက်လက်မှုဒဏ်တွေကိုပါကျွန်တော်တို့ခံနေကြရပါတယ်ဗျာ ျွန်တော်တို့ဒါဗဟုထောင်ဖြစ်တဲ့အတွက်စံပြထောင်ဖြစ်တဲ့အကျဉ်းသားတွေကိုအုပ်ချုပ်တဲ့အခါမှာဝန်ထမ်းတွေပါဝင်ဝန်ထမ်းတွေရဲ့လက်ကင်တို့တရားဝင်ခန့်အပ်ထားတဲ့ကျွန်တော်တို့အကျဉ်းသားအရာရှိတွေကိုပါခန့်အပ်လေးရှိပါတယ်ဒီလိုခန့်အပ်ထားတဲ့အတွက်ကျွန်တော်တို့ဟာဝန်ထမ်းတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုရိုက်နှက်မှုတံကိုခံရတဲ့ပြင်ဝန်ထမ်းတွေရဲ့လက်ကင်တို့တွေဖြစ်တဲ့အခြားအရာစုအကျဉ်းသားတွေရဲ့အုပ်ချုပ်မှုတံတွေကိုကျွန်တော်ခံကြရတာမျိုးရှိပါတယ်အကျဉ်းဆောင်ထဲမှာလူတွေဟာတက်မှတ်ထားတဲ့စီမီစီကန်းတဲ့အတိုင်းအုပ်ချုပ်ရမှာလို့ ပြောထားတော့လည်းပဲထောက်အာနာပိုင်တွေရဲ့ဗဇက်ကထွက်တဲ့မြတ်စကလုံးတွေရပဲအမိန်ဖြစ်နေတာမျိုးဒါကြောင့်မို့လို့အောက်ချိန်မှာရှိရဝန်ထမ်းတွေကလက်စားမှုအပြင်ဝန်ထမ်းတွေကဒီအချင်းသားတွေကိုအသုံးပြုပြီးမှမူရစေဝါရောင်းချတာမူရစေဝါရောင်းချတဲ့ပြင်ပေါ်မှာကျွန်တော်တို့နိုင်ငံရေးချင်းသားတွေကိုပါမူရစေဝါတုံးနေဆိုတော့ပုံဖြတ်ဖို့အတွက်စူးစမ်းတာဒါတွေကိုလည်းကျွန်တော်တို့အချင်းဆောင်တွေမှာရှိရနိုင်ငံရေးချင်းသားချင်းတွေရင်ဆိုင်ကြရပါတယ်အဲ့တော့မန်လေးအိုးဘိုအချင်းဆောင်မှာဆိုရင်ဘယ်လောက်ထိစိုးလဲဆိုတော့ နိုင်ငံရေးချင်းတို့အမျိုးသမီးတွေအပေါ်မှာပါဝန်ထမ်းအမျိုးသားတွေကိုယ်တိုင်ကကိုထိလက်ရောက်ရိုက်နှက်တဲ့အလေးရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အိုးဘိုအချင်းထောင်ပါဝင်နိုင်ငံတော်ကအချင်းထောင်တွေကတော့အာနာတိမ်ပြီးကလေးကနိုင်ငံရေးချင်းအချင်းလူတွေကိုတီးကြဖိနှိပ်ဖို့အတွက်တိဆောက်ထားတဲ့ဖိနှိပ်ရန်တရားအဖြစ်ကိုမှရှိနေခဲ့တာအခုဆိုရင်၄နှစ်ကျော်၅နှစ်ထိကြာမြင့်လာပြီကျွန်တော်တို့အချင်းထောင်တွေထဲမှာကျွန်တော်တို့နိုင်ငံရေးချင်းသားတွေဟာပြင်ပမှာလဲတေမာမကြောက်တဲ့အတွက်လမ်းမပေါ်မှာကျွန်တော်တို့တွေကရှောက်ခဲ့ကြပြီးပြီအချင်းထောင်တွေရောက်တဲ့အခါမှာကျွန်တော်တို့တွေကဒူးထောက်လက်မြောက်ယုံ လုတ်เสียလဲမလို့လို့ဘူးမှလဲဒူးထောက်လက်မြောက်တဲ့လုတ်ကိုမလုတ်ကြပါဘူးအဲ့တော့ကျင်းအောင်ထဲမှာထောင်းအာနာပိုင်တွေရဲ့ဖိနှိပ်မှုတွေကိုဖိနှိပ်ခံကျင်းသားတွေဘက်ကရက်တည်နေတဲ့ကျွန်တော်တို့အဲတက်ကြွလှုပ်ရှားတဲ့နိုင်ငံကြီးကျင်းသားတွေအကျင်းအောင်ရဲ့လိုအပ်ချက်နဲ့အားနည်းချက်တွေကိုထောက်ပြဝေဖန်လေးရှိရဲ့နိုင်ငံကြီးကျင်းသားချင်းလူတွေကိုထောင်းအာနာပိုင်တွေကအမြဲတစေသူတို့မှတ်တာလေးရှိပါတယ်အဲ့လိုလူတွေကိုပဲသူတို့တွေဟာအကြောင်းပြချက်အမျိုးမျိုးပေးပြီးမှနိုင်ငံကြီးချင်းချင်းလူတွေတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်ကျွန်တော်တို့2023ခုနှစ်ထဲမှာဆိုရင်ဒိုက်ဦးချင်းထောင်မှာ ကျွန်တော်တို့နိုင်ငံရေးကျင်းသားရေးကိုအမြဲတစေလုပ်ပြီးမှအကျင်းထောင်တွေထဲမှာစေဝါလုံလောက်စွာရရှိဖို့အကျင်းထောင်တွေထဲမှာစေဘေးကန်းတွေဖြစ်ပေါ်လာဖို့အကျင်းထောင်တွေထဲမှာစာကြည့်တိုက်တွေဖြစ်ပေါ်လာဖို့ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ကိုခန့်လင်းနိုင်တို့အပါအဝင်ကျွန်တော်တို့ဒီနိုင်ငံရေးကျင်းသား10ဦးကျော်လောက်ကိုအကြောင်းပြချက်က PDF နဲ့ဆက်တွေ့တယ်ဆိုတဲ့အကြောင်းပြချက်ပေးပြီးမှကျွန်တော်တို့ထောင်ကနေမှခေါ်ထုတ်သွားပြီးမှတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မျိုးဟာစိုးဝါလွန်လာတဲ့လုပ်ရဖြစ်ပါတယ်စစ်ကောင်စီရောအချင်းဦးစီးဌာနရောအာရမဘက်တော်သားတွေဟာ အမှန်တရားနဲ့ပတ်သက်လာရင်အမှန်တရားကိုချင့်မြှင့်နေတဲ့လူတွေကိုနေရာမရွေးအချိန်မရွေးဘဲနဲ့တက်ဖြတ်လေးရှိပါတယ်။ပိုပြီးစိုးရတာကအချင်းထောင်ထဲမှာကျွန်တော်ရဲ့အသက်တွေဟာငါးချက်တန် A4 မိတူစာရွက်တစ်ရွက်လောက်ပဲတန်ဖိုးရှိရခြင်းဖြစ်ပါတယ်။အဲ့တော့လူပြောက်ကိုတက်ဖို့အတွက် A4 စာရွက်တစ်ရွက်ရှိရဆိုရင်အချင်းထောင်ထဲမှာရှိရနိုင်ငံချင်းသားဖြစ်စေအချင်းတူဖြစ်စေအချိန်မရွေးတက်ဖြတ်လို့ရတဲ့အခြေအနေတခုကိုဖန်တီးထားတယ်။အဲ့တော့ထောင်ထဲမှာတုံးမှုတွေကိုလည်းဘဲဖွဲ့စည်းရမှာထိရောက်တဲ့အရေးယူဆောင်ရွက်မှုဘဲဖွဲ့စည်းရမှာထိရောက်တဲ့ ဝင်ရောက်ပြီးမှတားဆီးမှုတွေမလုံနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်နိုင်ငံချင်းသားရဲ့အသက်တွေဟာစာရွက်တရွက်စာလောက်နဲ့ပဲညီများတဲ့ငါးချက်တန် if me to တရွက်လောက်ပဲညီများတဲ့အနေမျိုးကြုံနေရတယ်ဒါကြောင့်မို့လို့လည်းနှစ်စဉ်နိုင်ငံချင်းသားတွေဟာကိုတိလက်ရောက်တက်ဖြတ်မှုကိုခံနေကြရတဲ့အပြင်တစ်ဖက်လက်ကနေလည်းစေဝါဆောင်ဆောင်မှုကိုလုံလောက်စွာမပေးဘဲနဲ့နိုင်ငံချင်းသားချင်းတွေတည်ဆုံအောင်လည်းလုပ်ခံနေရတဲ့အခြေအနေတွေဖြစ်ပါတယ်ဘလောက်ထိတစ်ခါတစ်ခါမှာဆိုးရွားစွာဖြစ်ပေါ်ခဲ့တယ်လေတစ်ခါတစ်ခါမှာစိတ်မကောင်းစရာကောင်းလဲလဲဆိုရင် ျွန်တော်တို့အတက်တွေကိုကယ်မယ်လို့ဂရိတ္တစာပြုခဲ့ကြတဲ့ဆရာဝန်တွေလူအတက်ကိုကယ်ဖို့အတွက်စေတဝက်ကိုကင်ခဲ့တဲ့ဆရာဝန်တွေဟာအာဓမဘက်ကိုရောက်သွားတဲ့အခါမှာကျွန်တော်နိုင်ငံကြီးနားကိုတက်ဖြဲလို့တည်ဆုံးနေဆိုတဲ့အခြေအနေကိုတောင်မှကျမ်းမာရေးကြောင့်တည်ဆုံးပါတယ်ဆိုတော့သူတို့ရဲ့လူကိုကယ်မဲ့လက်တွေဟာလူကိုတတ်မဲ့လက်တွေအဖြစ်ပြောင်းလဲသွားတာကိုကျွန်တော်တို့စိတ်မကောင်းဝင်တွေ့ရပါတယ်ဒါကြောင့်မို့လို့လေအာနာတိန်၄နှစ်ကျော်အတွင်းမှာကျွန်တော်နိုင်ငံကြီးနားဟာ90ရဲ့အထက်ကိုမှဒါ ိတ်ဆုံးခဲ့ကြရတယ်မိသားစုရဲ့ရင်ဝင်ကိုပြန်မရောက်နိုင်တော့တဲ့အခြေအနေတွေလည်းကြုံခဲ့ကြရတဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ်ခင်ဗျာအာနာသိန်းစဉ်ကာလမှာတော့အာနာသိန်းမှုကိုစတင်ကြုံတွေ့ရတဲ့ခါမှာတော့လူကြီးဖန်ဆီးခံရတဲ့ကိစ္စရက်တွေကနိုင်ငံတကာသတင်းဌာနတွေမှာအာတော်တော်လေးကိုမှခက်လုတ်လုတ်ဂျေတာတင်ပြကြတာတွေ့ရပါတယ်အာတော်ဆန်းစုကြည်အပါဝင်ကျွန်တော်နိုင်ငံကြီးကျင်းသားတွေဖန်ဆီးခံမှုကာလတွေကအစောပိုင်းကျွန်တော်တို့အာနာသိန်းပြီးဖေဖော်ဝါရီလကနေမှ ကျွန်တော်တို့မေလာလောက်ထိကိုမှအားကောင်းကောင်းနဲ့ကိုမှနိုင်ငံတကာသတင်းတွေနဲ့ပြည်တွင်းသတင်းတွေမှာဘယ်သူတွေဘယ်လိုဖန်ခံရပြီးမှဘာတွေဖြစ်နေပြီဆိုတော့တွင်တွင်ကြဲကြဲကိုမှရေးသားကြတာလို့တွေ့ရလို့နိုင်ငံတကာအနေနဲ့လည်းတွင်တွင်ကြဲကြဲကိုမှနိုင်ငံရေးကျင်းရတဲ့အလုံးလွတ်မြောက်ရေးကိုပြည်သူလူထုမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူတွေနီးတူနိုင်ငံတကာမှာရှိတဲ့အစိုးရအဖွဲ့တွေကလည်းတရားဝင်ထုတ်ပြန်ပြောဆိုတောင်းဆိုကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါမဲ့အာဏာသိမ်းမှုကြာလာတဲ့အမျှစစ်ရေးအားကောင်းလာခြင်းနဲ့အတူတူအချင်းထောင်တွေကိုအာယုံဆိုင်မှုအားနေပြီးမှလက်ရှိပေါ်ဆောင်နေတဲ့စိုက်ပွဲတွေရဲ့သတင်းတွေနဲ့ ်ဖြစ်ပေါ်နေတဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကနိုင်ငံတကာသတင်းစာတွေမှာပေါ်လာပေမဲ့ကျွန်တော်နိုင်ငံရေးကျင်းသားကိစ္စရက်တွေအချင်းအောင်ထဲမှာဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးကျင်းသားတွေပြိနေညင်ပန်းနေဆက်နေဆက်ခံရတာတွေတည်ဆုံးခဲ့ရတဲ့အခြေအနေတွေကိုနိုင်ငံတကာကဂျီတာထုတ်ဝေတာကိုကျွန်တော်မတွေ့ရပါဘူးအဲ့တော့ယနေ့ချိန်ထိလည်းကျွန်တော်တို့ထုတ်ဝေမှုတချို့ရှိရလို့ပြောရသည့်တန်အောင်အင်မတန်ကိုမှအရွယ်အတွက်အပြည့်နည်းနေပါတယ်အဲ့တော့ဒါဘာလို့တော့တွေ့ရလဲဆိုတော့ကျွန်တော်တို့အချင်းအောင်ထဲမှာနစ်များစွာအမိန့်ချခံထားတဲ့လူတွေရှိရယ် တည်တံချခံထားတဲ့လူတွေရှိတယ်တတဲ့တကြုံချခံထားတဲ့လူတွေရှိတယ်တွန်လိုင်းအောင်မှလွတ်လာမဲ့လူတွေရှိပါတယ်အဲ့တော့ကိုဖြိုးစရာတို့ကိုကျင်မီတို့ကျိုးပိခံရမှုအခြေအနေမှာတော့နိုင်ငံတကာဟာအချင်းထောင်တွေကိုအာရုံစိုက်ပြီးမှအချင်းထောင်တွေကလူမဆန်တဲ့လုပ်ရက်တွေနဲ့နော်ဥပဒေမဲ့တပ်ဖြတ်မှုတွေအကြောင်းကိုရေးသားထုတ်ဝေမှုရှိခဲ့ပေမဲ့အဲ့ဒီနောက်ဆက်တွဲကြာလာတဲ့အလာနဲ့အများတော့ထောင်ထဲမှာဘယ်သူမှထောင်ဒီမှာဘာဆက်ဖြစ်နေလဲဆိုတာကို follower ရေးသားတဲ့သတင်းတွေ follower like နေတဲ့နိုင်ငံတကာအစုအဖွဲ့တွေကိုကျွန်တော်တို့တိတ်မတွေ့ရပါဘူး အဲအဲ့တော့အားနဲ့ချက်နောက်ထပ်တစ်ခုကတော့ပြင်ပမှာဖြစ်ပေါ်နေတဲ့လူခွင့်ရချိုးဖောက်မှုတွေနဲ့ပြင်ပမှာပဲဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတောင်မှနိုင်ငံတကာအနေနဲ့တိတိကျကျရရှိဖို့ခဲရင်းနဲ့မမှန်ကန်ကန်ထုတ်ပြောဖို့အားနည်းနေတဲ့အခါမျိုးမှာအချင်းထောင်ဆိုတာဟာလူတွေနဲ့ဝေးကွာတဲ့နေရာတစ်ခုဖြစ်တယ်။အုတ်တိုင်းနေရာတစ်ဖက်မှာရှိတဲ့တိကျကဘာတစ်ခုလို့ဖြစ်နေတယ်။ဒါကြောင့်မို့လို့အချင်းထောင်တွေကအခြေအနေကိုပြည်သူလူထုကလည်းသိဖို့ခဲရင်းတယ်လို့နိုင်ငံတကာကလည်းသိဖို့ခဲရင်းနေတဲ့အခြေအနေဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့တွေကဆန္ဒရှိမယ်ဆိုရင်အချင်းထောင်တွေရဲ့ ထောင်နေရနေရကျွန်တော်တို့ရဲ့နားတွေမျက်စိတွေအဖြစ်ကျွန်တော်တို့တွေကတကယ်လက်တွေ့ကြတဲ့အလုပ်တွေကိုလုပ်ပြနိုင်မယ်ဆိုရင်ထောင်ထဲမှာဘာတွေဖြစ်နေလဲဘလို့လူခွင့်ချိုးဝှက်မှုတွေဖြစ်ပေါ်နေလဲဆိုတာကိုလည်းကျွန်တော်တို့နိုင်ငံတကာအနေနဲ့ရောကျွန်တော်တို့ပြည်သူလူထုအနေနဲ့ရောသိရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေ PPMN ဟာကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံကြီးကျင်းနာများကွန်ရက်ဟာ အချင်းအောင်ထဲမှာဘာတွေဖြစ်ပေါ်နေရတဲ့ဘာတွေဖြစ်ပြက်နေရဆိုတဲ့အခြေအနေတွေကိုနိုင်ငံကျင်းနာကျင်းသူတွေရဲ့အတန်ကိုပဲ့တင်ထပ်ဖို့အတွက်စူးစမ်းနေပြီးမှကျွန်တော်တို့ရဲ့အတန်တွေကိုကဘာရောပြည်တွင်းကပြည်သူလူထုရောဒီဘက်မှာရှိနေတဲ့ပြည်သူလူထုတွေရောအားလုံးသိရှိဖို့အတွက်ကျွန်တော်တို့စူးစမ်းနေရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စူးစမ်းမှုတွေကိုကိုယ်တိုင်ကကျွန်တော်တို့လိုမျိုးမထုတ်ဖော်နိုင်ရင်တောင်မှကျွန်တော်တို့ရဲ့ထုတ်ဖော်မှုတွေကိုတော့ကဘာကြီးသိဖို့အတွက်နိုင်ငံတကာမှာရှိနေတဲ့ကျွန်တော်တို့ခေါင်းဆောင်တွေနိုင်ငံတကာဥဆောင်သူတွေအနေနဲ့ စပီးရောက်များများလုပ်ပေးဖို့လိုအပ်တယ်အချင်းဆောင်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုများများအာရုံစိုက်ပေးဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်လက်တွေ့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမလုပ်နိုင်တွေလက်တွေ့ထိရောက်တဲ့ကူညီဆောင်ရွက်မှုတွေမလုပ်နိုင်တွေလက်တွေ့ထိရောက်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံအရေးကိုစောင့်ကြည့်မှုတွေမလုပ်နိုင်တွေတော့အချင်းဆောင်ထဲမှာရှိနေတဲ့နိုင်ငံချင်းသားချင်းလူတွေအနေနဲ့ရောမြန်မာပြည်သူလူထုတရက်လုံးအနေနဲ့ရောအချင်းဆောင်ထဲမှာဖိနှိပ်မှုတွေဖြစ်နေလို့တနိုင်ငံလုံးအနေနဲ့တော့လူခွင့်ချိုးဖောက်မှုတွေကိုဆိုးဆိုးရွားရွားနဲ့ဆက်ပြီးမှခံနေကြအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ မြန်မာပြည်လူလူထုကိုပို့ပြီးမှအာရုံစိုက်ပေးဖို့လိုအပ်တယ်လို့မြန်မာပြည်ကလူခွင့်ရေးချိုးဖောက်မှုတွေအကြောင်းကိုစဉ်းစားမိတိုင်းအချင်းထောင်တွေကိုမိမထားဖို့လိုအပ်တယ်လို့လည်းကျွန်တော်ကနိုင်ငံတကာကိုပြောချင်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကတော့အချင်းထောင်တွင်းမှာရှိတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုစနစ်တကျနဲ့ကိုမှစီစစ်ပြီးမှဖော်ထုတ်နေတဲ့ဖွဲ့စည်းတစ်ခုဖြစ်တယ်။ကျွန်တော်ရဲ့ဖော်ထုတ်မှုတွေကိုစစ်ကောင်စီကိုရိုင်းအားသာတတိထားပြီးမှပြန်လည်ရှင်းလင်းရအောင်အထိကိုမှကျွန်တော်တို့တွေဟာမှန်ကန်တဲ့ထုတ်ပြန်မှုတွေပဲလုပ်ပါတယ်။ ကျွန်တော် PPM ရဲ့မူဝါဒရတော့ဘယ်တော့မှဝါဒဖြန့်တဲ့ထုတ်ပြန်ချက်တွေကိုထုတ်ပြန်မှာမဟုတ်ဘဲနဲ့အချင်းထောင်တွေထဲမှာတကယ်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုပဲကျွန်တော်တို့တိကျမှန်ကန်စွာနဲ့ဖဲမလိုက်ဖဲနဲ့ကျွန်တော်တို့ထုတ်ပြန်နေရဖြစ်ပါတယ်။အဲအဲ့လိုထုတ်ပြန်မှုတွေလှုပ်လာနိုင်တဲ့အများတော့ပြည်တွင်းမှာရှိတဲ့မီဒီယာတွေကလည်းကျွန်တော်တို့ရဲ့အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်တွေကိုကိုးကားရေးသားနေကြတယ်လို့ပဲနိုင်ငံတကာမှာရှိနေတဲ့ UN အဖွဲ့အစည်းတွေကလည်းကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးမှအချင်းထောင်တွေထဲမှာဘာတွေဖြစ်ပေါ်နေလဲဆိုတဲ့အခြေအနေတွေကိုကျွန်တော်တို့အမြဲတစေချိတ်ဆက်လုပ်ကိုင်နေရရှိပါတယ်။တပိုင်တပိုင်ကဲ့တို့တော့အဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်တို့ပူးတွဲပြီးမှအချင်းထောင်ထဲမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေနဲ့ကိုယ်တိုင်ခန်းစားခဲ့ရတဲ့ဒူတွေနဲ့ကျွန်တော်တို့ကြားကန်ချိတ်ဆက်တဲ့အဖွဲ့အနေနဲ့ရောကျွန်တော်တို့ကိုယ်တိုင်တိုက်ရိုက်ပေးပို့တဲ့အဖွဲ့အနေနဲ့ရောကျွန်တော်တို့ချိတ်ဆက်လုပ်ကိုင်နေပါတယ်။ဒါ့အပြင်ကျွန်တော်တို့နိုင်ငံတကာကိုစီယုံလုံးဆောင်မှုအနေနဲ့အားကောင်းမှုအတွက်အချင်းထောင်တွေထဲမှာဘာတွေဖြစ်ပေါ်နေလဲဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့ဒါပြည်သူ့ဂျာနာပွဲတွေ ပွဲခမ်းအားတွေမှာလည်းကျွန်တော်တို့တွေရတဲ့မြကျွန်တော်တို့ဖိတ်တဲ့မြပွဲတွေရောမဖိတ်တဲ့အောင်ကျွန်တော်တို့တွေဟာအချင်းထောင်ထဲမှာဘာတွေဖြစ်ပေါ်နေရဲဆိုတဲ့အခြေအနေတွေကိုတော့ရောက်တဲ့နေရာတိုင်းမှာရှိရလူဟာကျွန်တော်တို့အချင်းထောင်ထဲရအတန်တွေကိုကျွန်တော်ထုတ်နေစေဖြစ်ပါတယ်အဲ့တော့ပြည်တွင်းမှာရှိတဲ့အစုဖွဲ့တော်တော်များများနဲ့လည်းကျွန်တော်တို့ချိတ်ဆက်လုပ်ကိုင်နေတယ်နိုင်ငံရေးကျင်းနာရေးကိုလုပ်နေတဲ့ကျွန်တော်တို့အစုဖွဲ့တွေအားလုံးဟာလည်းစုစည်းညီညွတ်စာနဲ့ကျွန်တော်တို့အပြန်အလှန်တည်င်းမြဝေမှုကျွန်တော်တို့ရဲ့တရှိမှုကိုမျှဝေတာပါဝင်ကူညီမှုတွေကိုလည်းကျွန်တော်တို့ပူးတွဲလှုပ်လို့ရရမြကိစ္စရတဲ့အောင်ကျွန်တော်တို့ပူးတွဲလှုပ်ဆောင်နေကြပါတယ်ခင်ဗျာ ကျွန်တော်တောင်းဆိုမှုတစ်ခုပေါ့နော်အချင်းထောင်ထဲမှာရှိတဲ့နိုင်ငံချင်းသားချင်းလူတွေရဲ့ကိုစားတောင်းဆိုမှုတစ်ခုတော့အဲကျွန်တော်ပြောလိုက်မယ်လေနော်ကျွန်တော်တို့အာနာတေးမီကလေးကတော့ကျွန်တော်တို့အမှန်တရားကိုချင့်မြှင့်နေတဲ့ Federal Democracy လူလားချက်အနေနဲ့ကျွန်တော်တို့တွေလမ်းမပေါ်ထွက်ပြီးမှဆန္ဒပြလို့ဖန်ဆီးခံရတာအပါအဝင်အာနာရှင်ကကျွန်တော်တို့ကိုလူလိုမဆက်ဆံဘဲနဲ့ပြစ်ခတ်ဖြိုခွင်းမှုကိုတုံ့ပြန်နိုင်မှုအတွက် မတက်တာတဲ့အဆုံးမှာလက်နက်ကင်ရင်တော်လန်ကြရတဲ့လူတွေကလည်းလက်ရှိအချင်းထောင်မှာဖမ်းဆီးခံထားရပါတယ်အဲ့တော့လက်ရှိအချင်းထောင်ထဲမှာရှိတဲ့နိုင်ငံရေးကျင်းသားချင်းလူတွေဟာအဲ၃နှစ်ပဲကြာခံရတဲ့လူတွေကတဖြည်းဖြည်းနည်းလာပြီးမှနှစ်များစွာအမိန့်ချခံထားတဲ့လူတွေကပဲအချင်းထောင်ထဲမှာကြံရှိနေပါတယ်ဒါကြောင့်မို့လို့တော်လန်ရဲ့အောင်မှာပဲဒီအချင်းထောင်ထဲမှာမတရားဖမ်းဆီးခံထားတဲ့နိုင်ငံရေးကျင်းသားချင်းလူတွေလွတ်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့လက်ရှိမှာလက်နက်ကင်ပြီးမှာတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေရောတော်လိုင်းတက်တွေရောနိုင်ငံတကာအနေမှာဝင်းရံနေကြတဲ့ကျွန်တော်တို့နိုင်ငံတကာဖွဲ့စည်းတဲ့ရပ်ဖွဲ့ဖွဲ့စည်းအနေနဲ့ရောအချင်းဆောင်ထဲမှာရှိနေတဲ့နိုင်ငံချင်းအချင်းတွေကိုလွတ်မြောက်ရေးကိုဒီထက်ပိုပြီးမှစ조사ပေးဖို့ကျွန်တော်ပြောချင်တယ်တော်လိုင်းအောင်မှလွတ်လာမဲ့ကျွန်တော်တို့နိုင်ငံချင်းအချင်းတွေအတွက်လည်းကျွန်တော်တို့တော်လိုင်းဘက်တော်သားတွေအားလုံးဟာစီးလုံးညီညွတ်စွာနဲ့တော်လိုင်းရေးကိုဆင်နွှဲပေးကြဖို့လည်းကျွန်တော်တို့အချင်းဆောင်ထဲမှာရှိတဲ့နိုင်ငံချင်းအချင်းတွေကဆန္ဒရှိပါတယ်သူတို့ရဲ့သတင်းစကားအားဖြင့်ဆိုရင်အားလုံးဟာစီးလုံးညီညွတ်ပြီးမှအချင်းဆောင်တွေကို လာရောက်ဖွင့်မဲ့အချိန်ကိုတို့စောင့်မျှော်နေပါတယ်ကျွန်တော်တို့တွေကထွက်ပြေးဖို့ဆန္ဒရှိကြပါတယ်တို့ကလည်းပဲထွက်ပြေးမယ်ဆိုရင်ကျွန်တော်တို့တွေကိုပေးရမယ့်အသက်တွေထဲစာရင်တော့ကျွန်တော်တို့ရဲ့ဘက်တော်သားတွေတော်လိုင်းဘက်တော်သားတွေကကျွန်တော်တို့ရဲ့ထောင်တကားတွေကိုကိုယ်တိုင်ချိုးပြက်ပြီးမှကျွန်တော်တို့အချင်းသားတွေကိုအထူးသဖြင့်နိုင်ငံရေးချင်းသားချင်းတွေကိုလာရောက်ခေါ်ထုတ်မဲ့အချိန်ကိုအချင်းထောင်ထဲမှာရှိရဲ့နိုင်ငံရေးချင်းသားချင်းတွေအားလုံးကစောင့်မျှော်နေတာဖြစ်တဲ့အတွက်တို့တွေရဲ့မျှော်လင့်ချက်အားလုံးရဲ့အိမ်ပြန်နိုင်ရေးမျှော်လင့်ချက်တွေအတွက်အားလုံးတော်လိုင်းဘက်တော်သားအားလုံးစီလုံးညီညွတ်စွာနဲ့ အာဏာရှင်စနစ်ကိုအမြန်ဆုံးခြေမုံနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဒီလိုခြေမုံနိုင်မှာပဲအချင်းထောင်ထဲမှာရှိတဲ့နိုင်ငံချင်းအချင်းလူတွေဟာမိဘရင်ဝင်ကိုကောင်းမွန်စွာနဲ့ပြန်နိုင်မှာဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်ဒီနေရာကနေအလေးနဲ့လေးတော့ကျွန်တော်ဟုတ်ပြောချင်ပါတယ်ခင်ဗျလောကောင်းမီဒီယာရဲ့ဆက်လက်ချက်တင်ပြဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ